မင်္ဂလာပါရှင်ဝတရှိကတော့ယမင်းဂျပန်တန်တန်းကျောင်းမှာဆ iam မယမင်းပဲဖြစ်ပါတယ်ရှင်အခုဗီဒီယိုဖိုင်လေးကတော့ N3N2 ခန်းကြီးတွဲလုံးလေးကိုဆက်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်ရှင်အမှန်ဆိုရင်တော့ဗီဒီယိုနံပါတ်ဘလောက်ဘလောက်ဘလောက်တွေပေါ့နော်ဗီဒီယိုဖိုင်အဲ့လိုတွေတက်မနေတော့ဘဲနဲ့တိုက်ရှိရအခုရည်ရွယ်တာကဒီလက်ကြံရက်လေးမှာပေါ့နော်ကိုတင်ပေးနိုင်တဲ့လက်ကြံရက်လေးမှာအလုံးတရာကနဦးပေါ့နော်တရာထပ်ပို့ပြီးတင်ပေးနိုင်လေတင်ပေးမှာဒါပေမဲ့အများကြီးပြောထားပြီးတော့ ပြီးအောင်မတင်နိုင်မှာဆိုလို့အလုံးတရာတင်ပေးမယ်အဲ့ဒီအတွက်ပဲဒီမှာအလုံးတရာအတွက်ပဲတစ်ကနေတရာကိုပဲအစင်းလိုက်တက်သွားတော့မယ်ပေါ့နော်ဟာအရှိရဗီဒီယိုဖိုင်တွေပြန်ကြည့်ရင်လည်းမပူပါနဲ့အရှိရဗီဒီယိုဖိုင်တင်ရတဲ့မြတ်ဗီဒီယိုဖိုင်တွေကို caption မှာအမြဲတမ်း link အကုန်လုံးထည့်ပေးထားတာမလို့ကြည့်ပေးပါနော်ဗီဒီယိုဖိုင်နံပါတ်တွေပြန်မတက်တော့တာပါနော်အလုံးတရာအဖြစ်နဲ့ပြန်တင်ခြင်းလို့ပါနောက်တစ်ခုလေးတော့တရှိ request လုပ်ချင်တာက ဒါလေးစာမသင်ခင်မှာခဏလေးနှာထောင်ပေးပါနော်အရင်တော့ကတော့ကိုစိတ်အေးဟဆိုကိုကနည်းနည်းလောဘကြီးရယ်လောဘကြီးတော့ဟိုတဖိုင်နဲ့ငါเจ้าသားနေများများကြီးရပါစေဆိုတဲ့စိတ်နဲ့အလုံး40အလုံး50ဒါအတင်ပေးခြင်းတာဒါပေမဲ့တကယ်တကယ်တင်တဲ့အခါမှာတအားမောတယ်ကိုကတစ်ခေါက်တည်းနဲ့လည်းတင်လို့မပြီးနိုင်တော့လေခဏခဏပြန်ပြောတော့မောတော့နောက်ဖိုင်နေဆက်မတင်နိုင်တော့ဘူးဆိုလို့ရှိရင်အဲနစ်နာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကတဖိုင်မှာအမောလေးပြည်အောင်အများကြီးလေးတင်ပြီးအောင်တဖိုင်မှာ10လုံး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 စီနဲ့စလိုက်တင်တော့တိတ်မတိမတာလေးနဲ့အလုံးများများလေးလုပ်ပေးသွားပါမယ်ရှင်တစ်ဖက်ကကျမ်းမာရေးကိုလည်းညှက်လိုက်တဲ့သဘော ေါ်အနေနဲ့ပါနောက်ဆုံးတစ်ခုလေးကြိုပြောချင်တာကတရှိအခုတင်မာကတကယ့်မေကွန်အောင်စာအုပ်တဲကတွဲလုံးနေဖြစ်ပါတယ်တွဲလုံးနေပါတွဲလုံးနေဖြစ်တဲ့အတွက်ကြောင့်မလို့စကလုံးကြီးတွေကအကြီးတွေပါအဲ့တော့ကိုကတွဲလုံးကိုပဲတွဲလုံးရှူတော့ကနေပဲမှတ်ပေးသွားပါမယ်ပြောချင်တာကဒီမူရင်းကဒီဖိုင်ကနေစပြီးတော့ဒီမူရင်းကဘလို့ဒီမူရင်းကဘလို့ဆိုပြီးတော့အချို့ဟာလေးတွေကလိုက်ရင်အစင်မပြေဘူးပိုရှုပ်သွားမှာဆိုလိုတာကဒီစာဓာတ်တွေကအချို့ဟာတွေကသူတို့ N3 ဆိုလေ N3 N2 ဆိုတော့က နဲ့ level မြင့်တဲ့စကလုံးလေးပါလာတော့မဒီစကလုံးဆိုလဲကင်းချောဆိုရင်အဲသူ့ရဲ့မူရင်းသူ့ရဲ့မူရင်းအဲ့လိုလိုက်လို့ရှိရင်မူရင်းနှစ်ခုပေါင်းလို့ထွက်လာတဲ့အတိတ်ပဲတွဲလုံးနဲ့လွဲနေပြန်ရောအဲ့တော့ လိုက်လေဝေးလေလိုက်လေဝေးလေနဲ့ပိုအဆင်မပြေတာမလို့ဒီမှာဒီပုံစံအတိုင်းပဲဒီမှာကင်းချောစိတ်လှုပ်ရှားတယ်ဆိုဒီစိတ်လှုပ်ရှားတယ်ဆိုခန်းကြီးမှာပါတဲ့ပုံစံမျိုးပဲပြောပြီးတော့ဒီလိုလိုတွေဖြစ်တယ်နော်ဒါကြောင့်စိတ်လှုပ်ရှားတယ်ဒီလိုပဲတွဲလုံးရှူတော့ကနေပဲပြောသွားပါမယ်မူရင်းကိုလိုက်ပြီးမပြောတော့ဘဲနဲ့ဒီလိုပုံစံလေးပဲပြောပြပါမယ်နော်အဆင်ပြေမှမှတ်ပါနော်ဒါရှိကမူရင်းတင်တဲ့အခါတုန်းကလည်းအခန်းကြီးအလုံး900မူရင်းတင်တော့ကလည်းမူရင်းအလျောက်တင်ခဲ့ပါတယ်အခုကကြတော့တလုံးချင်းစီမူရင်းလိုက်တယ် တွဲလုံးပြန်လိုက်တဲ့အခါမှာအချို့ဟာတွေကနည်းနည်းခတ်တဲ့အခါကျတော့မူရင်းကတစ်မျိုးထွက်လာတဲ့တွဲလုံးကတစ်မျိုးဆိုလိုက်လေဝေးလေလိုက်လေဝေးလေဖြစ်ပြီးတော့ဆိုလိုရင်းနားမလည်မှာဆိုလိုပါနော်ဒါ requester ကအစဉ်ပြေမှနားထောင်ပေးပါရှင်ကြတာဆိုပြောချင်တာကုံပြီမလို့စပြီးတော့ရှင်းပါပြီတဖိုင်ပြီးတိုင်းဆယ်လုံးတူတူရအောင်ကြကြပါမယ်နံပါတ်1ကခါအီမတ်ကမွေးမြူတာစိတ်မပူနဲ့တကယ်ကိုမေကွန်းအောင်စာုပ်ထဲကကွက်တီတွေပဲကွက်တီဆိုမေကွန်းအောင်စာုပ်ထဲကဟာဒီပဲတင်ထားတာအကုန်လုံးဒါတွေပဲအလုံးတရာလုံးကမေကွန်းအောင်စာုပ်ထဲကပဲတက်မှာ စမယ်ခါအီမတ်ကမွေးမြူတယ်တဲ့စမ်းသာကြည့်အောင်အောက်ကမင်းသားပုံပေါ်လာစိတ်မရှိပါနဲ့ကလေးတို့ရဲ့တရှိငကိုရဲ့ခင်းထားတဲ့အခင်းဆိုတော့လေကိုလည်းမပြောင်းနိုင်လို့ပါနော်အဲ့လိုပေါ်ပေါ်လာရင်အားနာပါတယ်မခန်းကြီးပုံစံကအရှိက တာဘဲမတ်ပုံစံလေးပါတယ်တာဘဲမတ်ပုံစံလေးပါတယ်ဒါကြောင့်သားတွေတည်တယ်အနောက်ကပုံစံကဘာနဲ့အနီးဆုံးဆင်လဲဆိုလို့ရှိရင်ခါနိုခေးနိုင်နေဆိုတဲ့ဟာ ဒါခါနိုခေကန်ဖောင်လေးတစ်ပြောင်းမြန်လေးနဲ့ပါဇက်လေးနဲ့တခုခုပါဇက်ကပြောချင်နေတာဖြစ်ကောင်းဖြစ်နိုင်တယ်ဒါခါနိုခေရဲ့ခဖြစ်နိုင်တယ်အဲ့ဒါလေးနဲ့အနီးဆုံးတူတယ်ယူကြည့်လိုက်တခါတလေကတော့ကတော့အချို့တွေကလေတတိဆန်လေးတွေမွေးတာလေစားကျင်လို့စားကျင်လို့မွေးတာလေဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုလိုတာအခုတင်မဲ့ခန်းကြီးကမွေးမြူတာခါအီမတ်ခါအီမတ်ကမွေးမြူတာအချို့တွေတတိဆန်မွေးတာချစ်လို့မဟုတ်ဘဲနဲ့စားခြင်းလို့ စားဖို့အတွက် မွေးတာဖြစ်ကောင်းဖြစ်နိုင်ဒီခန်းကြီးကဖြစ်ကောင်းဖြစ်နိုင်တဲ့ခန်းကြီးမဟုတ်ဘူးဒါပေမဲ့ပုံစံတူတော့ဒါလေးလဲနှွေးပေးရင်းနဲ့အနည်းဆက်ဆုံးပြပြပေးတာအဲ့တော့ပြန်ပြောမယ်နော်အချို့တွေမွေးမြူတယ်ဆိုတာကတာဘဲမတ်တာဘဲမတ်နဲ့တူလို့စားခြင်းလို့မွေးတာခါနိုခေကခနဲ့တူလို့ဖြစ်ကောင်းဖြစ်နိုင်တယ်တကယ်ခါနိုခေကတော့ဒီပုံစံတော့နည်းနည်းစင်တာကိုယူပြောလိုက်တာရုတ်တရက်ဆိုဘာပြောပြရမှန်းမသိတော့လေအနည်းဆက်ဆုံးဇလန်းလေးစင်ပေးတာအဲ့တော့စားဖို့ စားခြင်းလို့မွေးတာဖြစ်ကောင်းဖြစ်နိုင်တယ်အချို့တွေမွေးမြူတယ်ဆိုတာစားဖို့အတွက်ဖြစ်ကောင်းဖြစ်နိုင်တယ်အချို့ကချစ်လို့မွေးတာမဟုတ်ဘဲနဲ့စားဖို့အတွက်ဖြစ်ကောင်းဖြစ်နိုင်တယ်မွေးမြူတာကနောက်တစ်ခုရှီမဲခီရီယာဒက်လိုင်းသူ့ရဲ့မူရင်းနေပြောတာတဲ့ဒီမှာသူ့မှာပါတဲ့အစိပ်ပိုင်းနေချပြောသွားမယ်ရှီမဲခီရီဒက်လိုင်းခဏခဏပါတယ်ကွာဒီမှာကြီးအချုပ်တာကျောင်းသားတို့အချီကိုဒီမှာကျောင်းသားတိုင်းတိလောက်မဲ့ပုံစံနဲ့ပဲသွားမယ်အချုပ်တာကိုအချုပ်နေရင်နဲ့မတက်ထားရလိုက်တယ် မတက်ထရဲ့ပြီးတော့အောက်ကဒဲမက်ရဲ့ပြောင်းမြင်ဒဲမက်ကိုကျောင်းသားတို့တိတယ်မထွက်သွားတယ်အချုပ်နေနေမတက်ရဲ့ပြီးတော့ထွက်သွားတယ်ပြီးတော့ခီရီမက်ဖျက်ချပလိုက်တယ်ဓာတ်လိုင်းရောက်သွားပြီကွာနောက်ဆုံးရရောက်သွားပြီဆိုလို့ရင်ဆက်ချုပ်လို့မှမရတော့တာအဲ့တော့ချုပ်အချုပ်နေတာအချီအချီထိုးနေနေမတက်ရဲ့ပြီးတော့ထွက်သွားတယ်ပြီးတော့ဖျက်ချပလိုက်တယ်ဘာဖြစ်လို့လဲနောက်ဆုံးရရောက်သွားလို့ဆက်ချုပ်လည်းမမီတော့ဘူးနောက်ဆုံးရရောက်သွားတာမလို့ အချုံနေရင်လည်းမတည့်ရက်ပြီးထွက်ချသွားတယ်ပြီးတော့ဖျက်ချပလိုက်တယ်ကိုလုံးနေရဲ့လုပ်ကိုဖျက်ချပလိုက်တယ်ဘာလို့လဲဓာတ်လိုင်းရောက်သွားလို့ရှီမဲခီရီအဲသူ့ရဲ့မူရင်းနေပြောမနေတော့ဘဲနဲ့မူရင်းပြောလို့ရှိရင်ကြတော့သူအဆုံးသက်တို့ဘာတို့ညာတို့အဲ့အဲ့မှာလေအဆုံးသက်ကိုပြောရင်လည်းကိုကတခါမူရင်းလိုက်မူရင်းလိုက်လိုင်းလိုက်ရင်းနေမပြီးတော့ဘူးတွေဖြစ်နေတာမလို့ပေါ့နော်အချို့တွဲလုံးတွေကအခက်တွေဆိုတော့ဒီတွဲလုံးအတိုင်းပဲဒေရိုးရှင်းလိုက်တာပါနော်နည်းနည်းလေးနားလည်ပေးပါအစင်မပြေရင်တော့မကြည့်ပါနဲ့တော့ကလေးတို့နော်လက်ရှိဒီလိုပုံစံလေးနဲ့ပဲတင်ဖို့စဉ်းစားလိုက်လို့ပါအဲ့ဒါမှကိုတင်ရတဲ့လူလည်းအစင်ပြေလို့ အချုံနေနေကွာမတည့်ရပြီးထွက်သွားတယ်ပြီးတော့ဖျက်ချပလိုက်တယ်ဘာလို့လဲဆက်ချုံလို့မရတော့ဘူး deadline နောက်ဆုံးပေးရဖြစ်သွားပြီမလို့နောက်တစ်ခုခူရီခါရဲရှိထပ်ဖန်တလဲလဲလုပ်တယ်ဒါဒီလဲပါတာပဲခူရီခါရဲရှိခန်းကြီးအစိပ်ပိုင်းဘာတွေပါလဲဆိုတော့အလေးချုပ်ပြီးတော့အချုံလို့ရတဲ့ပတ်စံလေးနဲ့ရှီနာမုံတို့ဒါကုန်ပစ္စည်း M4 မှာကုန်ပစ္စည်းလေးတွေဝဲတယ်အပင်လေးတွေဝဲတယ်အဲ့လိုလောက်တာကိုပဲ ခါအက်ပြပတ်စံလေးတွေပြန်ပေးတယ်အကျွေးလေးတွေပြန်ပေးတယ်အဲ့လိုပဲထပ်ဖန်တလဲလဲလုပ်တယ်အချုပ်လို့ရတဲ့ငွေလေးနဲ့အချီလေးမလို့ဒါအစ်အစ်တို့အချီအချုပ်လို့ရတဲ့ငွေလေးနဲ့ရှီနာမိုနိုလိုချင်တဲ့ကုန်ချမ်းလေးတွေဝယ်တယ်အရှီနာမိုနိုကုန်ပစ္စည်းလေးတွေဝယ်တယ်အပင်လေးတွေဝယ်တယ်အပတ်စံလေးတွေပါလေးတွေချီထားလို့ရှင်လဲခါအက်ရှိမက်ပြန်ပေးတယ်အဲ့လိုပုံစံနဲ့ပဲဘဝမှာထပ်ဖန်တလဲလဲနေ့ရက်တိုင်းကိုထပ်ဖန်တလဲလဲလုပ်နေတယ်ခူဒီခါအက်ရှိထပ်ဖန်တလဲလဲလုပ်တယ်ပြန်ပြောမယ်နော် အချို့တွေမွေးမြူတယ်ဆိုတာစားကျင်လို့လည်းဖြစ်နိုင်တယ်စားကျင်လို့မွေးတာလည်းဖြစ်နိုင်တယ်အချုပ်နေနေမတည့်ရပြီးတော့ထွက်သွားတယ်ပြီးတော့ဖျက်ချပလိုက်တယ်ဓာတ်လိုက်ရောက်သွားပြီလို့ဆက်ချုပ်လို့မမီတော့ဘူးမလို့ပြီးတော့အချုပ်လို့ရတဲ့ပတ်စံလေးနဲ့အချုပ်ပြီးွားလို့ရှင်ကုန်ပစ္စည်းလေးတွေဝဲတယ်အပင်လေးတွေဝဲတယ်ပြီးပတ်စံလေးတွေခါရဲရှိမတ်ပြန်ပေးတယ်ပတ်စံပေးစရာရှိတဲ့ဟာလေးတွေဆိုပြန်ပေးတယ်ခါရဲရှိမတ်ပြန်ပေးတယ်အဲ့ဒါဘာဘာလုပ်တာလဲဆိုလို့ရှင်ခုအဲ့လိုမျိုးလို့အလုပ်ရက်ကိုခူဒီခါရဲရှိတရက်ထဲလည်းမဟုတ်ဘူးထပ်ဖန်တလဲလဲလုပ်တယ် ခါရဲစုလေးပြင်ရေးပြအောင်မယ်နော်ခါရဲရှိမဲစကဒီလိုလေးဒီလိုလေး1 2ဒါကပြန်ပေးတာခါရဲရှိမတ်ပြန်ပေးတယ်ဆိုလို့ရှင် ပိုင်ရှင်ရှိတဲ့အမိုးအောက်ကိုအမိုးအောက်ကိုမာတဒီပုံစံလေးမြင်မာတလို့ကိုကြောင်းသားဟောင်းနေဆိုတိလောက်ပြီနောက်ထပ်တစ်ကြိမ်လမ်းကနေပြန်လာပေးရတယ်ပစ္စည်းသူများပစ္စည်းပြန်လာပေးခြင်းသူနေတဲ့အမိုးအောက်ကိုပိုင်ရှင်ရဲ့အမိုးအောက်ကိုမာတနောက်ထပ်တစ်ကြိမ်လမ်းကနေပြန်လာပြီးတော့ပြန်လာပေးရတယ်ကဲကိုယ့်ရဲ့နေ့ရက်တိုင်းမှာဘာလို့ထပ်ဖန်တလဲလဲလို့လဲ အချုပ်တယ်အချုပ်လို့ရတဲ့ပတ်စံလေးနဲ့ရှင်နာမွန်းတို့ကုန်ပစ္စည်းလေးတွေဝယ်တယ်အပင်လေးတွေဝယ်တယ်ပတ်စံလေးပါတွေချီထားလို့ရှင် ပြန်ပေးတယ်ဒါကိုပဲအဲရှိမအဲဗာလေခူရီခါရဲစုကထပ်ဖန်တလဲလဲလုပ်တယ်ရှူးရှော့ခုအလုတ်ဝင်တယ်ရှူးရှော့ခုမေကွန်ဟောင်းလေးကျင်းနေကြောင်းသားများဒီခန်းကြီးကြီးတွေ့လားမတွေ့လားစဉ်းစားကြည့်ရှူးရှော့ခုကအလုတ်ဝင်တယ်အလုတ်ဝင်တယ်ဆိုတဲ့ခန်းကြီးမှာဒီမှာကြည့်မယ်နော်ဒီခန်းကြီးလိုက်ကြည့်တိုင်းမရှင်းပြရင်ရှင်တို့ M4 ကိုပြင်ဆင်း M4 မှာဒီခန်းကြီးကတိုကျိုရိုကျိုတို့ ်ခေါ်တူခေါ်တူပုံစံခန်းကြီးခေါ်တူခြေထောက်ပုံစံမြင်လိုက်ခြေထောက်နဲ့သွားတယ်ကြာပါလေခြေထောက်ကသွားတယ်ခေါ်တူမျိုးကိုဒါခေါ်တူတိုးခေါ်တူခေါ်တူခေါ်တူလေခေါ်တူမျိုးကိုအလုတ်ဝင်တာအလုတ်ဝင်ဖို့အတွက်ခေါ်တူမျိုးခြေထောက်နဲ့သွားတယ်ခြေထောက်ပုံစံလေးမလို့ပြီးနောက်တစ်ခုကကြတော့နောက်ကခန်းကြီးကအလုတ်ဒီခန်းကြီးပိုင်ရှော့ခုကအလုတ်အလုတ်ခွင်းဆိုတာဘယ်လိုနေရာလဲဆိုရင်မိမိဆိုတဲ့နားကအိုတိုးဆိုတဲ့အတန်လေးကိုဒါအတန် အတန်တွေကိုမလွတ်တမ်းနားဆွင့်ထားရတာကိုယ့်ဘသူတွေဘာခိုင်းလဲဆိုတာကိုမလွတ်တမ်းနားဆွင့်ထားရတာအဲ့ဒါအလုတ်ဒီကန်းကြီးကမူရင်အလုံးငါးရတန်တော့ပါပြီးသားရှူးလျှော်ကူကအလုတ်ဝင်ချင်းရှူးလျှော်ကူခဏလေးနော်ပြန်တစ်ချက်ပြန်စပေးမယ်ခဏအဲ့တော့ဒီမှကြည့်မယ်နော် ီရှူးခန်းကြီးလေးကဒါကအရှိယချောတူချောတူဘာနဲ့သွားလဲခြေထောက်နဲ့သွားမှာပေါ့ခြေထောက်နဲ့ဒီနားလေးကနေဆွဲနော်ခြေထောက်နဲ့သွားတယ်ချောတူအလုတ်ဝင်ဖို့အတွက်ဘယ်လိုသွားလဲချောတူခြေထောက်နဲ့သွားတယ်ကောမန်တို့ဘာလို့မကြည့်ဟမ်အလုတ်ဝင်ဖို့အတွက်ချောတူချောတူကိုဘာနဲ့သွားလဲဆိုတော့ခြေထောက်နဲ့ 6တောက်နဲ့သွားတယ်6တောက်နဲ့သွားတယ်ပြီးတော့အလုတ်ဝင်တယ်ဆိုတော့အလုတ်ခန်းကြီးလေးထည့်တယ်အလုတ်ခွင်ဆိုတာဘယ်လိုနေရာလဲဆိုရင်နားကနေအတန်နေကိုမလွတ်တန်းနားဆွန့်ထားရတာအလုတ်ခွင်နေရာရှူးလျှော်ကူကအလုတ်ဝင်ခြင်းအလုတ်ဝင်ဖို့အတွက်ချောတူမျိုးကိုချောတူရဲ့ချောချောတူမျိုးကိုဘာနဲ့သွားလဲ6တောက်နဲ့သွားမယ်6တောက်နဲ့သွားမယ်6တောက်နဲ့သွားတယ်ပြီးတော့အလုတ်ဝင်တာမလို့အလုတ်ကင်ခန်းကြီးမူရင်းမှာတင်ထားတယ်ရှူးလျှော်ကူကအလုတ်ဝင်ခြင်း၄လုံးရှိပြီနောက်တစ်ခုကကြတော့ခါဇရု ခါဇရူကအလှဆင်နေခါဇရူအရှိက စားတယ်ခန်းကြီးစားတယ်ခန်းကြီးအစားတော့ရောင်းနေဆိုင်ပါလေတောင်ပုံရပုံဒီမှာကြည့်ယာမပုံစံမျိုးလေးနော်ယာမပုံစံမျိုးလေးအဲ့တော့ဘာလဲဆိုလို့ရှင်တောင်ပုံရပုံအလှဆင်ထားတယ်အချို့ဆိုင်နေမြင်ဘူးလားမသိဘူးအရှိမလေးဝတားခင်ဆိုင်တို့ဘာလို့ဆိုလို့ရှင်အသားတွေအများကြီးတွဲလောင်းတွဲလောင်းနေအလှဆင်ပြထားတာကွာဟိုတို့တွေဆိုလို့ရှင်အခောက်ခင်ဆိုင်တို့ဘာလို့ဆိုရင်လေအဲ့တော့အလှဆင်တာကအစားတော့ရောင်းနေဆိုင်ပါလေ အစားအသောက်ရောင်းတဲ့ဆိုင်မှာလေအလှဆင်နေဆိုတော့အိမ်မာမအလှဆင်တာမဟုတ်ဘူးအစားအသောက်ရောင်းတဲ့ဆိုင်မှာလေတွဲလောင်းတွဲလောင်းနဲ့တွဲလောင်းတွဲလောင်းနဲ့အလှဆင်ထားတယ်မှဟိုဝက်သားကင်းတို့ဘာလို့အဲ့လိုမျိုးတွေလေဟိုကြက်ကြက်ဘလို့ခေါ်လဲတို့တွေ CB ကြက် CB ကြက်ကြော်ဆိုင်လား CB CB ကြက်ဥချောင်းလားအဲ့လိုမျိုးဆိုင်နေဆိုလို့ရှင်လေကြက်ဥချောင်းတို့ဘာလို့ကြက်သားကင်းတို့အဲ့လိုမျိုးတွေကိုတောက်မူရပုံအလှဆင်ပြထားတယ်ပေါ့နော်ခါဇာရူကအလှဆင်နေဒီနေ့စားတဲ့ခန်းကြီးနဲ့ပတ်သက်တာနှစ်ခုပါတယ်မွေးမြူတယ်ဆိုတော့အချို့တတိဆန်လေးတွေမွေးတာကစားကျင်လို့ဖြစ်ကောင်းဖြစ်နိုင်တယ် အဲစားတဲ့တောက်တဲ့ဆိုင်နေမှာလဲတောင်မုံရောင်ပုံမလုပ်ထားလဲဆိုတော့အလှဆင်ထားတယ်စားတဲ့ဆိုင်နေမှာလဲအစားအသောက်တွေကိုတောင်မုံရောင်ပုံပြပြီးတော့ယာမပြောင်းမြန်လေးနဲ့တူလို့တောင်မုံရောင်ပုံပြပြီးတော့အလှဆင်ထားတယ်အခုပြောရတဲ့မှာအချီနှစ်ခုပါတယ်အချုပ်ရာကနေမတက်ရက်ပြီးထွက်သွားပြီးတော့ဖြတ်ချပလိုက်တာနောက်ဆုံးပေးရရောက်သွားပြီးမလို့အလေးချုပ်ပြီးတော့ကုန်ပစ္စည်းလေးဝဲလိုက်အပင်လေးတွေဝဲလိုက်ပတ်စံလေးတွေပြန်ပေးလိုက်ဒီလိုလုပ်ရက်ကိုထပ်ဖန်တလဲလေးလုပ်တယ်တိုးကြိုးခြောက်နဲ့သွားတယ်မလုပ်ဖို့လေအျော့ကူနဲ့တွဲပြီးတော့ရှူးျော့ကူကအလုံးဝင်ဖို့နောက်တစ်ခု ရှုနီယဝါဒနာ အချို့တွေကလေဟင်းနေပါရင်နှိုက်စားတတ်တဲ့အကျင့်ဟင်းနေပါရင်မြည်တတ်တဲ့အကျင့်အဲအဲ့လိုမျိုးလေးတွေအရသာမြည်တတ်တဲ့ဝါဒနာရှိတယ်။ဒါရှိကြတော့မစားတတ်ဘူးအကျင့်မရှိရမို့အကျင့်မရှိတာပြင်းလို့ပေါ့နော်အဲအဲ့တော့ပြောချင်တာကဘာလို့အဲ့လိုပြောလဲဆိုတော့ဒီမှာခန်းကြီးကိုယူပြောရတာမှမလို့ရှုမီဝါဒနာခန်းကြီးကဒီအပေါ်ပိုင်းကဟာရှီရီမတ်ပြေးတာ M4 ကဟာရှီရီမတ်ပြေးတာဒီနောက်ကခန်းကြီးကတိုရီမတ်ကယူတာနားနဲ့ နောက်ထပ်ထပ်နှားထောင်ခြင်းလို့ငကြက်တွေပါယူတယ်ပြေးတာနဲ့ယူတာနဲ့ပြေးယူပြီးတော့အာကြီးအရာတာကိုမြည်တက်တာအသူ့ရဲ့ဝါသနာပဲပေါ့နော်ဟင်းကွာဇွန်းအင်းရောက်လို့ရှင်အမေဟင်းချက်တာအမေဟင်းနှံ့ရတာနဲ့ပြေးပြီးတော့ဇွန်းကိုယူပြီးတော့အရာတာမြည်တက်တာသူ့ရဲ့ဝါသနာပြေးပြီးတော့ပြေးတဲ့ M4 ကပြေးတာနဲ့ဒီ Tory Mask ကယူတာနားခန်းကြီးနဲ့မာတနဲ့ပေါင်းနေနားနဲ့နောက်ထပ်နားထောင်ခြင်းတို့တွေကငကြက်တွေပါယူကြတယ်ပြေးယူပြီးတော့ဇွန်းကိုပြေးယူပြီးတော့အာကြီး အရာတာကိုမြည်တာသူ့ရဲ့ဝါသနာပဲခီရော့ကူက record စံချိန်ဒီကန်းကြီးလေးကချရေးတာဒါလေးက record လုပ်တယ် record လုပ်တယ်ဆိုတာချရေးထားတာစံချိန်ကိုဘယ်နှမိနစ်နဲ့ပြီးသွားတယ်ဘယ်နှမိနစ်နဲ့ပြေးနိုင်တယ်ဘယ်နှမိနစ်နဲ့မလုံနိုင်တယ်အဲ့လိုမျိုး record စံချိန်မှတ်တမ်းနေချရေးတယ်ဆိုတာကဒီမှာပြောတာကိုပြောချင်တဲ့စကားတွေကိုဒီနှစ်ပုံစံလေးကမိမိကိုကိုးစားပြုတယ်ជីခိုလျှော့ကိုင်မိမိကိုမိမိကိုးစားပြုတာ ိုပြောချင်တာတွေကိုကိုကိုတိုင်းချရေးတယ်ချရေးတယ် key rock record record တွေစာရင်းတွေဆိုတာချရေးထားတာ record တွေမှတ်တယ်စာရင်းတွေမှတ်တယ်ဆိုတာချရေးတာမလို့ချရေးတယ်ခိုင်ဒီကန်းကြီးကချရေးတာကိုပြောချင်တဲ့အကြောင်းအရာတွေကိုကိုကိုတိုင်းချရေးတယ်ဒါက record မှတ်တာတို့တွေ video record လုပ်ချင်တယ်အတန် recording သင်ချင်တယ်ဘယ်ရာမှလောကမှာအလကားမရဘူးတစ်ခုခုကို record လုပ်ချင်ပတ်စံပေးရတယ်အတန် recording သင်ခြင်းနဲ့အချို့တွေအစိုးရဖြစ်ခြင်းတော့အတန် recording သင်ခြင်းနဲ့ပတ်စံပေးရတယ် recording သွင်းမောတော့၃ကာလောက်၃ကာလောက်ရေတောက်ပြီးတော့ရေပုံစံလေးနဲ့တူလို့ရေတောက်ပြီးတော့ record လုပ်ရတယ် record လုပ်တယ်မှတ်ထားတယ်ဆိုတာခြာရေးထားတာစံချိန်နေမှတ်တယ်ဆိုတာခြာရေးထားတာ record မလို့ record ခန်းကြီးထည့်ထားတယ်တခုခုကို recording လုပ်ချင်တယ်ဆိုရင်ပတ်စံပေးရတယ်ဘယ်အရာမှအလကားမရ recording recording သွင်းခြင်းနဲ့ပညာဆိုပတ်စံပေးရတယ် recording သွင်းနဲ့မောတော့၃ကာလောက်၃လေးနဲ့တူလို့၃ကာလောက်ရေတောက်ပြီးတော့ recording သွင်းရတယ် တော့စားတဲ့ကန်ကြီးနှစ်ခုပါတယ်နော်အချို့တွေမွေးတယ်ဆိုတာစားကျင်လို့ဖြစ်ကောင်းဖြစ်နိုင်တယ်ပြီးနောက်တစ်ခုကကြတော့စားတဲ့ဆိုင်မှာလည်းတောင်ပုံရပုံအလှတွေဆင်ထားတဲ့အစားအသောက်တွေကိုစားလို့ရတဲ့စားတော့တွေကိုတောင်ပုံရပုံအလှဆင်ထားတဲ့ဇွန်းကိုပြေးပြီးတော့ယူပြီးတော့အရသာမြည်တာသူ့ရဲ့ဝါသနာ record မှတ်တယ်ဆိုတာခြာရေးထားတာ record ဆိုတာ record ခန်းကြီးထည့်လိုက်တယ်ခရောတူကို6နောက်နဲ့သွားပြီးတော့အလုတ်ကိုဝင်တယ် shoe shop ကအလုတ်ဝင်တယ်အချုပ်တာကိုအချုပ်နေနဲ့မတက်ရက်ပြီးထွက်သွားပြီးဖျက်ချလိုက်တယ် deadline ရောက်သွားပြီးမလို့ အလေးချုပ်ပြီးတော့ကုန်ပစ္စည်းလေးဝယ်လိုက်အပင်လေးဝယ်လိုက်ပတ်စံလေးပြန်ပေးလိုက်ဒါကိုပဲခူဒီခါရဲ့ရှိကထပ်ဖန်တလဲလဲလုပ်တယ်နောက်ဆုံးသုံးလုံးကျန်တယ်ဂျော်ဒန်ကဟာတဂျော်ဒန်မှာပါတဲ့ဒန်းကဆိုးဒန်းရဲ့ဒန်းဆွေးနွေးတာတိုင်မြင်တာဒါလေးကဆိုးဒန်းရဲ့ဒန်းဆွေးနွေးတယ်တိုင်မြင်တယ်ဆိုတာပြောရတာမီးပုံလေးပေးနာမှာဆွေးနွေးတယ်တိုင်မြင်တယ်ပေါ့အဲဆွေးနွေးတိုင်မြင်နေနဲ့လေဟာတာလေးပြောရတယ်ပေါ့ဒါလေးကိုအရင်ပြောရင်ဆိုးဒန်းရဲ့ဒန်းဆွေးနွေးတာတိုင်မြင်တာဆွေးနွေးတယ်တိုင်မြင်တယ်ဆိုတာစကားတွေပြောတာ ဘယ်နာလေးမှာဆွေးနွေးတဲ့တိုင်ပင်လဲဆိုတော့မီးပုံလေးပင်နာမှာဆွေးနွေးတဲ့တိုင်ပင်လေဆွေးနွေးတိုင်ပင်ရင်းနဲ့ဘာလေးပြောလဲဆိုတော့ဟာတလေးလေးပြောတယ်ဒါလေးကမသိရင်တို့တွေခုံခုံရဲ့အောက်ခြေလေးနဲ့ဒါစပွဲကုံကစပွဲကုံရဲ့အောက်ကဒီမှာစပွဲကုံလေးမှာထိုင်ပြီးတော့ဆွေးနွေးနေရင်းနဲ့ဟာတလေးလေးပြောကြရတယ်ပေါ့ဒါကိုစပွဲကုံညင်လာတဲ့စပွဲရဲ့မျက်နှာပြင်ကဒါစပွဲပေါ်မှာတခုခုတင်မဲ့ဖျောင်းနိုင်နေပါတယ်ဒါကကြတော့အောက်ကစပွဲရဲ့ခြေထောက်လိုမြင်လိုက်စပွဲကောင်မှာထိုင်ပြီးတော့ဆွေးနွေးရင်းနဲ့ဗာလေးတွေပြောလဲဆိုတော့ဂျော်ဒန်ဟာတာလေးတွေလည်းပြောတယ် ကြောတဲ့ဟာတလေးကြီးလည်းပြောတယ်ဟီခိဥကဲရူကလက်ခံရယူတဲ့အလုပ်တွေပါတွေကိုလက်ခံနေလုပ်တဲ့အလုပ်တွေပါလုပ်တာမျိုးဟီခိကစွဲတာဥကဲရူကရယူတာစွဲပြီးတော့ယူလိုက်တာဒါလက်ခံလိုက်တာပေါ့နော်လက်ခံလိုက်တဲ့အလုပ်ကိုတယောက်ကကိုယ်ခိုင်းတဲ့အလုပ်ကိုလက်ခံလိုက်တဲ့လက်ခံရယူတယ်ပေါ့နော်ဟီခိစွဲတာအန်ဖိုဥကဲရူဥကဲရူလက်ခံတာကဒီမှာ၃နာရီထိုးတဲ့ဒီမာတဒါမို့ဒါလေစပွဲပုံစံလေးနဲ့တူတာပဲခေါက်စပွဲပုံစံလေးနဲ့ ဇပွဲလေးမှာထိုင်ပြီးတော့အလာအသမြောက်လက်ခံနေပေါ့ဥခဲမတ်တို့တွေကဇပွဲလေးခောက်ဇပွဲတွေရှိတယ်လေနော်ဟိုတို့တွေတနန်းနေမှာတုံးတဲ့ခောက်ဇပွဲတွေအောက်ကပြန်ခောက်သိမ်းလို့ရတဲ့ဇပွဲဇပွဲကုန်လေးနဲ့တူတယ်ဒါလေးလေးဇပွဲကုန်လေးနဲ့တူတယ်ခုနကတော့လည်းဒါလေးကိုဇပွဲကုန်6ထောက်လေးလို့ပြောလိုက်တယ်ဒီဇပွဲကုန်လေးတွေမှာထိုင်ပြီးတော့ဒါဆွေးနွေးတာဆွေးနွေးတိုင်မင်းရဲ့ဟာတလေးတွေပြောတယ် ဒါကကြတော့လေခောက်စပွဲလေးနဲ့တူတယ်ခောက်သိမ်းလို့ရတဲ့စပွဲဒါကကြတော့ခောက်သိမ်းလို့မရတဲ့စပွဲအသေးစပွဲလိုပုံစံမျိုးအသေးစပွဲအောက်ခြေလိုပုံစံမျိုးဒါကကြတော့ခောက်သိမ်းလို့ရတဲ့စပွဲလိုပုံစံမျိုးစပွဲလေးမှာထားရင်ပြီးတော့လက်ခံနေတယ်ပေါ့နော်တင်းနှန်းနေပါလက်ခံနေဟိခိဥကေတူကလက်ခံရယူတယ်အလုပ်တွေပါလက်ခံတာမျိုးကင်ချောတအားပါတယ်ကင်ချောစိတ်လုံရှားတာကင်ချောဘာလို့စိတ်လုံရှားလဲဆိုတော့ဒီမှာကြည့်အောင်ခန်းကြီးကဒီလိုအကန့်နေတဲ့မှာအကန့်နေအများကြီးပါတာ哦အကန့်နေအများကြီးပါတဲ့နောက်ထပ် အထယ်တွေချုပ်ရမယ်ဆိုတော့အထယ်တွေချုပ်ရမှာအထယ်တွေချုပ်ရမယ်ဆိုတော့စိတ်လုံရှားတာကွာပြင်ပြပြမယ်နော်ကင်းချောကဥမာကွာလူတိုင်းမှာဥမာဝတ္တရှိတို့ဆိုလေခန်းကြီးအများကြီး reading တွေခန်းကြီးအများကြီးပါတယ် reading တွေသင်ရမယ်ဆိုစိတ်လုံရှားသလိုမျိုးပေါ့အဲအဲ့လိုမျိုးပဲဒီမှာကြည့်အချုပ်သမားကလည်းအကန့်နေဒါခန်းကြီးပုံစံပြောနေမှာအကန့်လေးတွေအကန့်နေအများကြီးပါတယ်အထယ်ကိုနောက်ထပ်ထပ်ပြီးတော့အချုပ်ရမယ်ဆိုတော့စိတ်လုံရှားတယ်နောက်ကဟာကြတော့ဒါလေးက ဒါလေးလေးကိုင်းကိုဒါနာနာကိုင်းရှီအောင်ဆွဲတဲ့အခါမှာလဲစိတ်လို့ရှာတယ်ကိုယ့်ရဲ့ပြစ်မှတ်ဒီအားကလေး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 တွေများတယ်လေးကိုင်းကိုဒါကြီးကနာကိုင်းနာကိုင်းကရှီအောင်ဆွဲတဲ့အခါမှာအရှိအအောင်ဆွဲတဲ့အခါမှာလဲစိတ်လို့ရှာတယ်ကွာဘာကြောင့်လဲဆိုတော့တို့တွေကိုယ်တွေပြစ်လိုက်တဲ့မြားကမယုံရင်မြားပြစ်တဲ့လူတွေကြီးစိတ်လို့ရှာတယ်တို့ပြစ်မှတ်ကိုထိပါမလားပြစ်မှတ်မှန်ပါမလားဒီလေးကိုဒီလေးကိုင်းကိုကွာသူတို့ရှီအောင်ဆွဲဆွဲဘာလို့နာကိုင်းရှီအောင်ဆွဲတဲ့အချိန်မှာသူတို့ရင်ထဲမှာလဲစိတ်လို့ရှာတယ်အဲ့တော့ အမှန်တော့တီခန့်ကြီးကအတိပယ်အများကြီးရှိတယ်။ကျောင်းသားတို့ဟာတို့ကတ်တာတို့အဆွဲဆန့်နာတို့ဒါတွေအတိပယ်တွေအများကြီးရှိတယ်။ကိုမူရင်မလိုက်ဘူးလို့ပြောထားတယ်။တွဲလုံးမဲ့ပြောရင်စိတ်လုံရှားတဲ့အခြေအနေနှစ်ခုပြောပြမယ်။အကန့်နေအများကြီးပါတဲ့နောက်ထပ်အင်းကြီးကိုအချုပ်ရမယ်ဆိုရလဲစိတ်လုံရှားသလိုလေးတွေမြားတွေကိုအရှေကြီးပဲဆွဲတာလေးကန်းကိုဆွဲပြီးတော့လေရှေအောင်ဆွဲတဲ့အခါမှာလေစိတ်လုံရှားတဲ့ကိုပြစ်တာထိပါမလားဆိုပြီးတော့ဒါလေးကပထမဆယ်လုံးမှာနော်။